ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရဲပြေးစုစုပေါင်းလူအယောက်9000ရဲ့စရင်ကို Person Scrutinization and Monitoring System PSMS application မှာကနဦးထည့်သွင်းပြီးတော့နိုင်ငံတော်အလုံးမှာရှိတဲ့လုံခြုံရေးဂိတ်များမှာစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးထားတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဲ့ဒီ application မှာစစ်တပ်ရဲနဲ့လဝကများကတီးတန့်အသုံးပြုစစ်ဆေးရန်အတွက်သာဖြစ်တယ်လို့သိရပါတယ်။စစ်ဆေးရေးဂိတ်များ၊လေစိတ်၊ရေစိတ်မြို့အဝင်ထွက်ခိမ်းများနဲ့ကားဂိတ်များမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များထွေအုပ်ရဲနဲ့လဝကများထံကို application များချထားပေးတယ်လို့သိရပါတယ်။အဲ့ဒီ application ကိုဝင်ရောက်ရန်အတွက် key နဲ့ password များကို စစ်ကောင်စီကတင်းကြပ်စွာစီဆက်စွာချထားပေးပြီးတော့ PSMS application အတွင်းမှာရှိတဲ့အချက်လက်များကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားတယ်လို့သိရပါဗျ။အဲ့ဒီ PSMS application ထဲမှာစစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များစစ်ပြေးရဲပြေးလူရဲစရင်စုစုပေါင်း9000ရဲ့ကိုရေးအချက်လက်များကိုကနအူးထည့်သွင်းထားတယ်လို့သိရပါဗျ။အဲ့ဒီ PSMS ကစစ်ဆေး gate တွေရဲ့ computer တွေမှာလည်း install လုပ်ထားပါတယ်။တက်ရဲနဲ့လောက်ဘက်ကတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ ကန့်တတ်ထားတဲ့ application မှာအဲ့ဒီထဲမှာ လူတဦးရဲ့ဝေးသက်ကြဲမှတ်ပုံတင်နံပါတ်မိဘနံပါတ်တွေကိုရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြစ်မှုကင်းရှင်းသလားမရှင်းဘူးလားဆိုတာပေါ်ပါတယ် CDM နိုင်ငံရေးပြစ်မှုနဲ့စစ်ပြေးရဲပြေးအယောက်9000ရဲ့ကိုရေးအချက်လက်တွေကိုအဲ့ဒီထဲမှာထည့်ထားပါတယ်ဥပမာ CDM တဦးကခရီးထွက်လို့သူ့ရဲ့မှတ်ပုံတင်နံပါတ်ကိုစစ်စစ်ဂိတ်မှာ PSMS application နဲ့ဆက်လိုက်ရင် CDM ဖြစ်ကြောင်းချက်ချင်းပေါ်ပါတယ်အဲ့ဒီအခါမှာချက်ချင်းဖမ်းလိုက်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီက PSMS application ကို version င်1.2နဲ့စတင်အသုံးပြုနေပြီးတော့ကနအူးစစ်တပ်ကလိုရှိနေတဲ့လူဦးရေအယောက်9000ရဲ့ကိုရေးအချက်အလက်များကိုထည့်သွင်းထားတယ်လို့သိရပါဗျ။ထပ်မံပြီးတော့လည်း application ကိုအစစ်မြစ် upgrade ပြုလုပ်နေပြီးတော့နောက်တော့လိုရှိနေတဲ့စည်ရင်းများကိုလည်းထပ်မံဖြည့်တင်းနေ